မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြသွားမယ့်အကြောင်းအရာတော့အရင်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဗျာကျွန်တော်ဒီနေ့ app တစ်ခုနဲ့မိတ်ဆက်ပေးမယ်ဗျာအဲ app ကတော့ဘာလို့လို့ရလဲဆိုရင်ကိုယ့်ရဲ့ချစ်သူရဲ့ဖုန်းကိုအလွယ်တကူ hack လုပ်လို့ရပါတယ်ဗျာဟုတ်ပါတယ်ဗျာကိုယ့်ရဲ့ချစ်သူကဘယ်သူနဲ့စကားပြောနေလဲဘာလုပ်နေလဲဘယ်ရောက်နေလဲအကုန်အလွယ်တကူ hack လုပ်လို့ရတဲ့ app လေးတစ်ခုနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ် ဥပမာတငယ်ချင်းတို့ကိုယ့်ရဲ့ချစ်သူက YouTube ကြည့်နေတယ်ဗျာ YouTube ထဲမှာဘာတချင်းတွေနားထောင်နေလဲဘာကားတွေကြည့်နေလဲဆိုတာလဲအလွယ်တကူကြည့်ရှုနိုင်ပါတယ်เนาะတငယ်ချင်းတို့ဒီမှာကျွန်တော်လက်တွေ့လို့ပြနေတာပဲဖြစ်ပါတယ်เนาะဒီဘေးကဖုန်းမှာဖွင့်ထားတဲ့ YouTube တချင်းတွေကိုဒီကျွန်တော်ဖုန်းမှာအလွယ်တကူကြည့်နိုင်မှာပဲဖြစ်ပါတယ်ဥပမာတငယ်ချင်းတို့ကျွန်တော်လက်တွေ့လို့ပြမယ်ဗျ WhatsApp ထဲမှာကျွန်တော်တို့ချစ်သူကတခြားတယောက်နဲ့ပြောနေတယ် ဘာပြောနေလဲဘာလုပ်နေလဲဆိုတာအကုန်ကြည့်ရှုနိုင်ပါတယ်ဗျာဒီမှာကြည့်လိုက်ပါเนาะကျွန်တော် WhatsApp ထဲကိုဝင်ပြပေးမယ်ဗျာဒီမှာကြည့်လိုက်ပါ WhatsApp ထဲဝင်လိုက်တာ ਨੇ ကျွန်တော်တို့ဖုန်းမှာလည်းအလွယ်တကူ WhatsApp ပေါ်လာပြီးမှကျွန်တော်တို့ချစ်တူကဘာလုပ်နေလဲဘသူနဲ့ဘာပြောနေလဲဆိုတာအကုန်ကြည့်ရှုနိုင်ပါတယ်ဗျာဒီ app ကတော့အရန်မိုက်တဲ့ app မလို့ဗီဒီယိုကိုအဆုံးထိကြည့်ပါလို့ပြောချင်ပါတယ်ဒါတွေမကလို့နောက်ထပ်ဘာတွေလုပ်နိုင်လဲဆိုရင်ကိုယ့်ရဲ့ချစ်တူရဲ့ဖုန်းကိုအတန်တောင်ဖမ်းနိုင်တယ်ဗျာ ကိုယ့်ရဲ့ချစ်သူကဘသူနဲ့ပြောနေရလဲဆိုတာတော့မှကျွန်တော်တို့လောလောကူကူနဲ့အတန်ဖန်းနိုင်မှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ကိုယ့်ရဲ့ချစ်သူကဒီချိန်ဘသူနဲ့ဘာပြောနေလဲဆိုတာတော့မှကျွန်တော်တို့အလွယ်တကူအတန်ဖန်းပြီးမှကျွန်တော်တို့ဖုံးမှာနားထောင်နိုင်ပါတယ်ဗျာဒီထက်မိုက်တဲ့ app ကတော့ကျွန်တော်ဒီနေ့ထိမမြင်ဘူးသေးဘူးဗျာဗီဒီယိုအဆုံးထိနားလည်အောင်ကြည့်မယ်ဆိုရင်တော့တငယ်ချင်းတို့လည်းကိုယ့်ရဲ့ချစ်သူရဲ့ဖုံးကိုအလွယ်တကူ hack လုပ်နိုင်မှာပဲဖြစ်ပါတယ် ဒါဒီမကလို့ကိုရဲ့ချစ်တူရဲ့ဖုန်းကို တခြားတယောက်ကဖုန်းဆက်လာတယ်ဆိုရင်တော့မှကိုကဒီကနေပြီးမှအလွယ်တကူ app ဖုန်းနံပါတ်ကို block လုပ်နိုင်မှာပဲဖြစ်ပါတယ်ဗျာတကယ်ချင်းတို့လည်းဒီဗီဒီယိုကို အဆုံးထိနားလည်အောင်တဆင့်ချင်းစီကြည့်မယ်ဆိုရင်တော့ဒီ app ကိုအသုံးပြုပြီးမှ တငယ်ချင်းတို့ကိုယ့်ရဲ့ချစ်သူကဘယ်ရောက်နေလဲဘာတွေလုပ်နေလဲဆိုတာအကုန်သိနိုင်မှာပဲဖြစ်ပါတယ်နော်ဒီလိုအမိုက်စားဗီဒီယိုလေးတွေကျွန်တော်ရဲ့ YouTube channel မှာအများတန်းတင်ပေးဖြစ်မှာမလို့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လေးလုပ်ပေးပါလို့ပြောချင်ပါတယ်ဥပမာတငယ်ချင်းတို့မယုံဘူးဆိုရင်ကျွန်တော်လက်တွေ့တစ်ခုလုပ်ပြပေးမယ်ဗျာကိုယ့်ရဲ့ချစ်သူဖုန်းကိုအင်တာနက်လုံးဝသုံးလို့မရအောင်ကျွန်တော်လုပ်ပြပေးမယ်နော် ဒီမှာ internet block ဆိုတဲ့ဟာကိုကျွန်တော်နှိပ်လိုက်တာနဲ့ဒီဖက်ကဖုန်းကလုံးဝ internet သုံးလို့မရတော့ဘူးဗျဒီမှာကြည့်လိုက်ပါတငယ်ချင်းတို့လက်တွေ့လုတ်ပြမယ်နော်ဒီမှာကြည့်လိုက်ပါလုံးဝလုံးဝသုံးလို့မရတော့ဘူးနော်ဘာဆိုဘာမှသုံးလို့မရတော့ဘူး facebook messenger viber tiktok ဘာမှသုံးလို့မရတော့ဘူးဗျ အရန်ကိုမိုက်တဲ့ app လေးတစ်ခုလို့ပြောလို့ရတယ်ဗျဥပမာကျွန်တော်ဒီဖက်က internet block ကိုပြန်ပြီးဖြွင့်ပေးမယ်ဆိုရင်တော့ဒီဖက်ကဖုန်းက internet ပြန်ပြီးအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်နော်တကယ်ချင်းတော့ကျွန်တော်အကုန်လက်တွေ့လုတ်ပြနေတာပဲဖြစ်ပါတယ်နော်ပြီးရင်ကိုယ့်ရဲ့ချစ်သူဖုန်းထဲမှာဝင်လာတဲ့ message မှန်သမျှကိုလည်းကျွန်တော်တို့အကုန်တစ်ခုချင်းစီစစ်နိုင်ပါတယ်နော်ဒီ app ကလုံးဝလုံးဝမိုက်တဲ့ app လို့ပြောလို့ရတယ်ဗျာ ကိုရဲ့ချစ်သူထမ်းမှာဝင်လာတဲ့ message မှန်တယ်များအကုန်တနေရာထမ်းမှာပဲတခုမှချန်အကုန်ကျွန်တော်တို့စစ်လို့ရပါတယ်ဗျာကိုရဲ့ချစ်သူကအဝေးမှာရှိနေတယ်ဆိုရင်တော့တငယ်ချင်းတို့အတွက်ဒီ app ကအရန်ကိုအထောက်အကူပြုမဲ့ app လေးတစ်ခုလို့ပြောလို့ရတယ်ဗျာပြီးတော့နောက်တစ်ခုကကျွန်တော်ပြောဖို့မေ့နေတာဗျာကိုရဲ့ချစ်သူကဒီချင်းဘယ်ရောက်နေလဲဆိုတာကျွန်တော် location နဲ့အတိအကျထောက်ပြီးမှကျွန်တော်ကျွန်တော်တို့ကြည့်လို့ရတယ်ဗျာဒီမှာကြည့်လိုက်ပါနော် Oppo CPX ဆိုတာကကျွန်တော်တို့ချစ်တူဖုန်းထားလိုက်ပါတော့ကျွန်တော်ဒီဘေးကဖုန်းပဲဖြစ်ပါတယ်เนาะဒီဖုန်းကအခုချိန်မှာဘယ်ရောက်နေလဲဆိုတာကျွန်တော် location နဲ့အတိအကျကြီးနိုင်ပါတယ်ဗျာဒီ app ကတော့ကျွန်တော်ကတော့ဆောင်းရောင်းဆောင်းရောင်းကြိုက်တယ်ဗျာပြီးတော့ဒီမှာကြည့်လိုက်ပါเนาะကိုယ့်ရဲ့ချစ်တူဖုန်းထဲမှာဘယ်ဒီအားဘလောက်ရှိလဲ तू က internet ဘလို့တုံးနေလဲ 4G နဲ့3နေရလား 3G နဲ့3နေရလားပြီးတော့ကိုယ့်ရဲ့ချစ်သူဖုန်းထဲမှာ message တွေဘလောက်ဝင်လာပြီလဲဆိုတာတော့မှကျွန်တော်အတိအကျကြည့်လို့ရပါတယ်ဗျာတကယ်ချင်းတို့ဒီမှာကျွန်တော်လက်တွေ့လုတ်ပြနေတာပဲဖြစ်ပါတယ်နော်ဒီ app ကတော့စောင်းရန်စောင်းရန်ကိုမိုက်တဲ့ app လေးတစ်ခုလို့ပြောလို့ရတယ်ဗျာပြီးတော့ကိုယ့်ရဲ့ချစ်သူကဘယ် app ကိုဘယ်နှစ်နာရီဘယ်နှစ်မိနစ်သုံးလဲဆိုတာတော့မှကျွန်တော်တို့ကြည့်နိုင်မှာပဲဖြစ်ပါတယ်ဗျာ တငယ်ချင်းတို့ဒီဗီဒီယိုကိုမကြော်ဘဲနဲ့ကြည့်ရင်တော့တငယ်ချင်းတို့လည်းနားလည်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့တဆင့်ချင်းစီ နားလည်အောင်ပြောပြသွားမှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့အချင်းလေးမစွမ်းမီးဗီဒီယိုလေးကိုစလာရအောင် let's go ကဲအဲ့ app ကိုတော့ကျွန်တော် Play Store ကနေအလွယ်တကူ download ဆွဲနိုင်ပါတယ်ဗျာ ပထမဆုံးအနေနဲ့ Play Store မှာဝင်ပြီးမှတငယ်ချင်းတို့ဘာရိုက်ရှာရမလဲဆိုရင် Android Parental Control ဆိုပြီးမှရိုက်ရှာရမှာပဲဖြစ်ပါတယ်เนาะပေါ်လာတဲ့ App ကိုတငယ်ချင်းတို့အလွယ်တကူ install လုပ်နိုင်မှာပဲဖြစ်ပါတယ်เนาะ install လေးနှိပ်လိုက်ပါကဲဒါဆိုရင်တော့ install ဖြစ်နေတာပဲဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီမှာခဏတော့စောင့်လိုက်မယ်ဗျာ okay ရသွားပြီဆိုရင် open လေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ဒါဆိုရင်တော့ရသွားပါပြီเนาะကျွန်တော်အောက်မှာတစ်ချက်ကြည့်လိုက်မယ်ဆိုရင်တော့ ဒါလေးကိုတစ်ချက်နှိပ်သွားလိုက်မယ်ဗျာဘာမှမလိုပါဘူးဒါလေးကိုနှိပ်ယုံပါပဲနှိပ်လိုက်မယ်နှိပ်လိုက်မယ် start ဆိုရဲဟာကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်နော်ဒီမှာတငယ်ချင်းတို့နည်းနည်းနားလည်အောင်ကြည့်ပေးပါနော်ကဲဒီမှာဆိုရင်တငယ်ချင်းတို့ email တစ်ခုထည့်ရမှာပဲဖြစ်ပါတယ်နော်ကိုရဲ့ email ကိုမှရှိနေတဲ့ email တစ်ခုကိုထည့်လို့ရပါတယ်နော်ကိုရဲ့ email တစ်ခုကိုဒီထဲမှာရိုက်ထည့်လိုက်ပါဗျာပြီးရင်အဲ email ရဲ့ passport ကျွန်တော်တို့ထည့်ရမှာပဲဖြစ်ပါတယ် အီးမေးလ်ကိုရိုက်ထည့်လိုက်ပါပြီးရင်ကိုယ့်ရဲ့ passport ကိုရိုက်ထည့်လိုက်ပါဗျာတတိထားမှာကကိုအသုံးပြုနေတဲ့အီးမေးလ်တစ်ခုဖြစ်ရမယ်ဗျာကျွန်တော် ကတော့ကျွန်တော်ရဲ့အီးမေးလ်တစ်ခုကိုရိုက်ထည့်လိုက်မယ်ဗျာပြီးရင် passport ဆိုတဲ့ဟာကိုကျွန်တော်နှိပ်လိုက်မယ် confirm ဆိုတဲ့ဟာနေရာမှာကကြာတော့ကိုယ့်ရဲ့ passport ပဲရိုက်ထည့်ရမှာပဲဖြစ်ပါတယ်နော် sign up ဆိုတဲ့ဟာကိုကျွန်တော်နှိပ်လိုက်မယ်ဗျာပြီးရင်ဒီမှာ code ကြားလာမှာပဲဖြစ်ပါတယ်နော်ကိုယ့်ရဲ့ email ထဲမှာ code ကြားလာမှာပဲဖြစ်ပါတယ်နော်ကိုယ့်ရဲ့ email ထဲမှာတစ်ချက်ဝင်စစ်ကြည့်လိုက်ပါ code ကြားလာမှာပဲဖြစ်ပါတယ်เนาะအဲ့ code ကိုဒီဘက်မှာတွားပြီးမှကျွန်တော်ပြန်ပြီးမှရေးရမှာပဲဖြစ်ပါတယ်ဒီမှာကြည့်လိုက်ပါဒီ code ကို copy လုပ်လိုက်ပါ copy လုပ်ပြီးမှကျွန်တော်ဟိုဘက်မှာတွားပြီးမှပြန်ပြီးဖြည့်ရမှာပဲဖြစ်ပါတယ်เนาะတကယ်ချင်းတော့နားလည်မယ်လို့ကျွန်တော်ထင်ပါတယ် code ကိုရိုက်ထည့်လိုက်ပြီဆိုရင် verify and sign in ဆိုတာကိုကျွန်တော်နှိပ်လိုက်မယ်ဗျာအခုကကျွန်တော်အဲ့ account ထဲမှာဝင်နေတာပဲဖြစ်ပါတယ်ကျွန်တော်ခဏတော့စောင့်လိုက်မယ်ဗျာ ကဲဒီလိုလေးပေါ်လာပြီဆိုရင်တငယ်ချင်းတို့ဒီအောက်ကကျွန်တော်ရဲ့ Gmail password တို့တော့ save လုပ်ချင်လိုက်ရတယ် not now နေချင်လိုက်ရတယ်ကျွန်တော်အဲ့ဒါ save လေးနေလိုက်မယ်ဗျပြီးရင်ဒီလိုလေးပေါ်လာပြီဆိုရင်အပွားတစ်ခု နေလိုက်ပါနော်ကျွန်တော်အပွားတစ်ခု နေမှာပဲဖြစ်ပါတယ်တငယ်ချင်းတို့လည်းအပွားတစ်ခု နေလိုက်ပါ M I N E ဆိုတာကိုတငယ်ချင်းတို့နေရမှာပဲဖြစ်ပါတယ်နော်တငယ်ချင်းတို့အပွားတစ်ခုနေလိုက်မယ်ဆိုရင်ဒီလိုလေးပေါ်လာပါလိမ့်မယ် ကဲဒါဆိုရင်တော့တငယ်ချင်းတို့ဖုံးမှဒီလိုလေးပေါ်လာပြီဆိုရင်တော့အဆင်ပြေသွားပါပြီနော် ပြီးတော့ကိုယ့်ရဲ့ချစ်တူဖုံးကိုယူလိုက်ပါဗျာကိုယ့်ရဲ့ချစ်တူဖုံးကိုယူပြီးမှဒီ QR code ကိုကျွန်တော်တို့စကန်လုပ်ပြီးမှ app တစ်ခု install လုပ်ရမှာပဲဖြစ်ပါတယ်ဗျာကဲဒါဆိုရင်တော့ကိုယ့်ရဲ့ချစ်တူဖုံးကိုယူပြီးမှကျွန်တော်တို့ဒီ QR code ကိုစကန်လုပ်ရမှာပဲဖြစ်ပါတယ်ဗျာ ဘယ်ကနဲ့စကန်လို့ရမှာလဲဆိုရင်တငယ်ချင်းတို့ဒီနေရာမှာတေချာနားလိုက်အောင်ကြည်ပါနော်ကျွန်တော်တဆင့်ချင်းစီ ပြောပြနေတာပဲဖြစ်ပါတယ်နော်ဘယ်ကနဲ့စကန်လို့ရမှာလဲဆိုရင်ကျွန်တော် Google ကနေစကန်လို့ရမှာပဲဖြစ်ပါတယ်နော် Google ကိုဝင်လိုက်ပါဗျာ Google ရဲ့ဘေးနားမှာကျွန်တော်စကန်လို့တဲ့ကင်မရာပုံစံနဲ့ရှိပါတယ်နော်ဒီမှာကြည့်လိုက်ပါနော်ဒီကင်မရာပုံစံကိုကျွန်တော်နှိပ်လိုက်မယ်ဆိုရင်တော့အဲ့ဒီ link ကိုဖြစ်ဖြစ် QR code ကိုဖြစ်ဖြစ်ကျွန်တော်စကန်လို့ရမှာပဲဖြစ်ပါတယ်နော် နှစ်ခုမှတစ်ခုစကန်လို့ရင်ရပါတယ်။ကဲဒါဆိုရင်တော့ကျွန်တော်တို့ရသွားပါပြီ။ဒီဘက်ဖုန်းမှာအဲ့ဒီ app ကိုဝင်နေတာပဲဖြစ်ပါတယ်နော်။ကဲဒီမှာဆိုရင်အချိန်လေးခဏတော့စောင့်ရမယ်ဗျာ။ပြီးရင်ဒီဘက်ဖုန်းမှာပေါ်လာတဲ့ app ကိုကျွန်တော်တို့ download ဆွဲရမှာပဲဖြစ်ပါတယ်နော်။ဒီမှာကျွန်တော်ရသွားပါပြီ။ got it စကန်ခဏစောင့်လိုက်မယ်ဗျာ။ပြီးရင် got it ဆိုတာကိုကျွန်တော်နှိပ်လိုက်မယ်ဗျာ။ပြီးရင်ဒီမှာ download anyway ဆိုတာကိုကျွန်တော်နှိပ်လိုက်မယ်နော်။ download anyway ဆိုရဲအကိုကျွန်တော်နှိပ်လိုက်မယ်ဆိုရင်တော့ app က automatic download ဖြစ်သွားမှာပဲဖြစ်ပါတယ်။ကဲကျွန်တော်ဒီမှာ app လက် download ဖြစ်သွားပြီဆိုရင်ကျွန်တော် open ဆိုရဲအကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဗျာ။ open ဆိုရဲအကိုကျွန်တော်နှိပ်လိုက်မယ်နော်။ကဲ open ဆိုရဲအကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဗျာ။ဒါဆိုရင်တော့ရသွားပါပြီတကယ်ချင်းတော့နော်။အခုကျွန်တော် sa hack လောက်ပြသွားမှာပဲဖြစ်ပါတယ်နော်။အဆုံးထိကြည့်လိုက်ပါ။ ကျွန်တော်တို့ဒီမှာ accept ဆိုတဲ့ဟာကို ကျွန်တော်နှိပ်လိုက်မယ်ဗျာ accept ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်ဒီမှာခဏစောင့်လိုက်မယ်ဗျာပြီးရင်ကိုဖုံးမှာပေါ်နေတဲ့ code နံပါတ်ကိုကိုရဲ့ချစ်သူဖုံးမှာရိုက်ထည့်ရမှာပဲဖြစ်ပါတယ်ဒီမှာเนาะ1804ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီမှာရိုက်ထည့်လိုက်မှာပဲဖြစ်ပါတယ်เนาะရိုက်ထည့်မယ်ဆိုရင်တော့ရသွားပါပြီเนาะ don ဆိုတဲ့ဟာကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ဗျာ okay ဒါဆိုရင်တော့ရသွားပါပြီဗျတကယ်ချင်းတို့ဒီမှာလက်တွေ့လုတ်ပြတ်သွားမှာပဲဖြစ်ပါတယ်နော်ကဲဒီလိုလေးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့ချစ်သူရဲ့ဖုန်းကိုအောင်မြင်စွာ hack လုပ်ပြီးသွားပြီပဲဖြစ်ပါတယ်ဗျာဒီမှာ don ဆိုတဲ့အကိုကျွန်တော်တို့နှိပ်လိုက်မယ်ဗျာကိုယ့်ရဲ့ချစ်သူဖုန်းရဲ့ don d o n e ဆိုတဲ့အကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ကဲနေပြီးသွားပြီဆိုရင်တငယ်ချင်းတို့ဒီမှာတစ်ခုတတိထားရမှာက accessibility ဆိုတာကိုနှိပ်လိုက်ပါဗျာပထမဆုံးတစ်ခုကိုနှိပ်လိုက်ပါဗျာဒီမှာတေချာနားလည်အောင်ကြည့်ပေးပါเนาะတငယ်ချင်းတို့ဒီမှာ setting ထက်ကိုဝင်လိုက်မယ်ဗျာ ပြီးရင်အောက်ကိုနည်းနည်းဆွဲကြည့်လိုက်ပါအောက်ကိုနည်းနည်းဆွဲကြည့်လိုက်ပါဆွဲကြည့်လိုက်တဲ့အချိန်မှာဒီမှာ add right kit ဆိုတဲ့အကိုတင်ရကျွန်တော်နေရမှာပဲဖြစ်ပါတယ်နော်ဒါလေးကိုနှိပ်ပြီးမှ add right kit ဆိုတဲ့အကိုကျွန်တော်ဖြွင့်ပေးရမှာပဲဖြစ်ပါတယ်နော်ဒါလေးကို okay ရသွားပါပြီပြီးတော့ရင် allow display ဆိုတဲ့အကိုကျွန်တော်တို့တစ်ချက်ဖြွင့်ပေးရမှာပဲဖြစ်ပါတယ်နော်ဒါကိုဖြွင့်လိုက်တဲ့အချိန်မှာဒီမှာလဲ add right kit ဆိုတဲ့အကိုကျွန်တော်ဖြွင့်ပေးလိုက်ပါနော်ပြီးတော့ရင်နံပါတ်တော့အစင်အောင် one way audio ဆိုတဲ့အကိုလဲကျွန်တော်တို့ဖြွင့်ပေးလိုက်မယ်ဗျာ နော်ဒီကောင်ကိုလည်းဖြန့်ပေးလိုက်မယ်ပြီးရင် camera option ကိုလည်းကျွန်တော်ဖြန့်ပေးလိုက်မယ်ဗျာပြီးတော့ရင် user permission ဆိုတဲ့အကိုကျွန်တော်တစ်ချက်ဖြန့်လိုက်မယ်ဗျာပြီးရင်ဒီအရင်ကအတိုင်းပဲ address kit ဆိုတဲ့အကိုကျွန်တော်တို့ဖြန့်ပေးရမှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့ရသွားပါပြီပြီးရင်ဒီမှာကြည့်လိုက်ပါနော် device admin permission ဆိုတဲ့အကိုကျွန်တော်ဖြန့်ပေးရမှာပဲဖြစ်ပါတယ်နော်ဒီမှာဘာရရမလဲဆိုရင်ဒီမှာဘေးမှာပေါ်နေတဲ့ KIUD တွေ့ရနော်အစိမ်းအောင်စာသားနဲ့ပေါ်နေတဲ့ဟာကိုပဲကျွန်တော်တို့ရိုက်ထည့်ရမှာပဲဖြစ်ပါတယ်နော် K R U D ဒီစာသားပဲ activate ကျွန်တော်နှိပ်လိုက်ရမှာပဲဖြစ်ပါတယ်เนาะတကယ်ကျွန်တော်လွယ်လွယ်လေးပါเนาะတိချနားလဲအောင်ကြည့်ဖို့တော့လိုပါတယ်ပြီးရင်ဒီအပေါ်မှာဖွင့်ဖို့ကြံနေတဲ့ဟာကိုလည်းကျွန်တော်ဖွင့်ပေးလိုက်မယ်ဗျာကဲပြီးသွားပါပြီဒါဆိုရင်တော့ဘာမှလုပ်เสียမလိုပါဘူး done ဆိုရဲကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော် ပြန်ပြီးစစ်ကြည့်လိုက်မယ်ဗျာကျွန်တော်ကောင်းကောင်းဖွင့်လာမဖွင့်လာဆိုမှဒီမှာအကုန်เนาะအမှန်ချစ်ဖြစ်နေရပါမယ်เนาะ ျွန်တော်တို့ဒီမှာအကောင့်အစင်ပေးသွားပါပြီဒါဆိုရင်တော့ကျွန်တော်တို့ကကိုယ့်ရဲ့ chip to phone ကိုအောင်မြင်စွာ hack လုပ်ပြီးသွားပြီပဲဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီမှာစာကြည့်လို့ရပါပြီ ပြီးရင်ကိုယ့်ရဲ့ chip to phone ကိုထားလိုက်တော့ဗျာအကောင့်ရဲ့အလုပ်ပြီးသွားပြီဗျာကိုယ့်ရဲ့ဖုန်းမှာကြိုက်တာပြန်ကြည့်လို့ရပြီဗျာကိုယ့်ရဲ့ chip to ကဘယ်သူနဲ့စကားပြောနေလဲဆိုတာကျွန်တော်တို့စာကြည့်လို့ရပါပြီကဲတကယ်ကျွန်တော်တို့ဒီမှာကျွန်တော်ပထမဆုံးအနေနဲ့ပြပေးရမယ်ဆိုရင်ကင်မရာเนาะကိုယ့်ရဲ့ chip to ဖုန်းရဲ့ကင်မရာကိုတော့မှကျွန်တော်တို့ hack လုပ်ပြီးသွားပါပြီဗျာ ီမှာကြည့်လာပါနော်ဒါကို tick လုပ်ပြီးမှ continue ဆိုတဲ့အားကိုကျွန်တော်နှိပ်လိုက်မယ်ဗျာကိုရဲ့ chip to ဖုံးမှရှိနေတဲ့ကင်မရာကိုတော့မှကျွန်တော်တို့အလွယ်တကူ hack လုပ်လိုက်ပြီဗျာအရင်မိုက်တဲ့ app တခုလို့ပြောလို့ရတယ်ဗျာဒီမှာကြည့်လိုက်ပါနော်ဒါကကိုကင်မရာမဟုတ်ဘူးနော်ကိုရဲ့ chip to ရဲ့ကင်မရာနော်ဒီမှာကြည့်လိုက်ပါတငယ်ချင်းတို့လက်တွေ့လုတ်ပြသွားမှာပဲဖြစ်ပါတယ်နော်ကိုရဲ့ chip to ရဲ့ကင်မရာကိုကျွန်တော် hack လုပ်လိုက်တာပဲဖြစ်ပါတယ် ပြီးတော့ရင်ကိုယ့်ရဲ့ချစ်သူဖုန်းစကင်ကိုလည်းကျွန်တော် hack လုပ်ပြသွားမှာပဲဖြစ်ပါတယ်ဗျာဒီမှာကြည့်လိုက်ပါနော်ကိုယ့်ရဲ့ချစ်သူဖုန်းစကင်ကိုကိုဖုန်းမှာမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်နော်အရင်ကမိုက်တဲ့ app တစ်ခုလို့ပြောလို့ရတယ်ဗျာတကယ်ကျွန်တော်ဒီမှာကြည့်လိုက်ပါနော် YouTube ကိုယ့်ရဲ့ချစ်သူဖုန်းထဲမှာဖွင့်ထားတဲ့ YouTube ကိုကျွန်တော်ဖုန်းမှာကြည့်နိုင်မှာပဲဖြစ်ပါတယ်ဒီ app ကတော့ကျွန်တော်ကတော့အရင်ကိုကြိုက်တယ်ဗျာအရင်အသုံးဝင်တယ်ဗျာတကယ်ချင်းတော့ကြိုက်မကြိုက်ဆိုတာ comment မှာရေးခက်ပေးပါနော်နားမလဲတာရှိရင်လည်း comment မှာမေးလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေ